အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဖွဲ့ကတော့မြန်မာစကတ်တန်းနဲ့အနက်အထိပဲကို revision သဘောမပြပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့အဖွဲ့ရဲ့မမဝင်တွေကတော့ CIVD HWAE 4BSCO တို့ပဲဖြစ်ပါတယ်ကျွန်တော် CIVD ပြပြပေးသွားမယ်စာစုမိတ်ဆက်လေးကတော့ ဒီဆောင်ရေးသားသူကတော့စာရေးဆရာမောင်ခင်မေတနုဦးဖြစ်ပါတယ်။ဆရာဟာမြန်မာစာပေလောကမှာထင်ရှားရဲ့စာရေးဆရာတဦးလည်းဖြစ်ပြီးတော့မြန်မာစကားမြန်မာစာရုပ်ပုံလစာအုပ်နဲ့လည်းပို့ပြီးတော့လူသိများပါတယ်။မြန်မာစာပေကိုပုံမှန်တိုးတက်စေရန်နဲ့ရည်ကျဉ်မှုကိုကာကွယ်ရန်အရေးပါတဲ့ဆောင်းပါးတွေကိုလည်းရေးသားခဲ့ပါတယ်။သူတို့ပြည့်ရုပ်ပုံလမှာပေါ်ပေါ်တင်တင်ဖြစ်ခဲ့တဲ့လက်ရတွေကတော့မြန်မာလူထုကြားမှာထိထိရရဖော်ပြခဲ့ပြီးတော့ဆရာကြီးရဲ့လက်ရတွေအရဆိုလို့ရှိရင်အလွန်ပြည့်စုံတဲ့အစိပ်ပိုင်းဆိုင်ရာအသေးစိတ်တွေနဲ့ခံစားချက်တွေကိုလည်းတိတိကျကျလေးဖော်ပြနိုင်ခဲ့ပါတယ်။ ဟုတ်ကဲ့ပါနောက်ထပ်အကြောင်းအရာတော့ကျွန်တော် AGWA ကဆက်လက်ရှင်းပြပေးတော့မှာဖြစ်ပါတယ်။တင်ကန်းစာအချင်းချုပ်နေနေဆိုရင်မြန်မာစကားတန်နဲ့အနေနဲ့ပဲရေဆွေပုံတွေကိုအဓိကထားဆွေးနွေးထားပါတယ်။ပြီးတဲ့ဒီစကားလုံးတွေရဲ့အနေနဲ့ပဲဆက်ဆက်ပုံတွေပြီးတဲ့ပြောင်းလဲမှုတွေကြောင့်အနေနဲ့ပဲပြောင်းလဲပုံတွေတန်ရင်းတန်ပြင်ကွဲပြားမှုတွေနဲ့အနေနဲ့ပဲဆက်ဆက်ပုံတွေတက်ချတန်နဲ့အနေနဲ့ပဲဆက်ဆက်ပုံစာရီကိုဥပမာနဲ့တကွာလဲရှင်းပြပေးထားပါတယ်။အရာတော့နေနေဆိုလို့ရင်းပါနော်။မြန်မာစကားမှာ ဇဂတန်နဲ့အနက်ဒိဗေတို့ကလည်းအပြန်အလှန်ဆက်ဆက်နေပြီးတော့ဇဂတန်ရဲ့ပြောင်းလဲမှုကလည်းအနက်ဒိဗေကိုလည်းပြောင်းလာနားလည်စီမှုပဲဖြစ်ပါတယ်။လက်တွေ့ဘဝမှာသုံးဝင်ဖို့ဒီကြောင်းရတွေကိုနားလည်ချင်ရပြီးကျွန်တော်တို့တွေကမြန်မာစကားကိုပုံပြီးတော့သိကြတာသုံးသပ်နိုင်မှာဖြစ်ပါတယ်။ဇဂလုံးတွေရဲ့အနက်ဒိဗေကိုပုံပြီးတော့နားလည်နိုင်တဲ့အတွက်စကားပြောတဲ့အခါမှာဒါမှမဟုတ်စာရေးတဲ့အခါမှာဆိုရင်ပုံပြီးတော့ဒီထားနိုင်မှာပဲဖြစ်ပါတယ်။ထူးခြားမှုတွေမြန်မာစကားမှာဆိုရင်ဇဂတန်နဲ့အနက်ဒိဗေရဲ့ဆက်သွယ်ပုံကလည်းခြားဘာသာရင်းနဲ့မတူဘဲနဲ့ထူးခြားပါတယ်။ ီးသံတန်ရင်တန်ပြီးတက်ကြသံစားရီကလည်းအများသိပဲကိုကျောင်းလက်စင်တန်ကလည်းညီမစကားရဲ့ထူးခြားတဲ့လက္ခဏာတစ်ခုပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့ကျွန်တော် CNVD ကနေပြီးတော့၄ချိန်ရဲ့နမူနာမေးကို၅ခုနဲ့အဖြေတွေကိုပြပြပေးသမှာဖြစ်ပါတယ်။ကာကြီး မေးမောင်မိုင်းမိန်စကလုံးနေမြင့်ဒီအရာတူညီပါသည်အဖြစ်ကြီးတန်သူပြီးတော့အနတ်အိဗယ်လေတူညီနှိစက်မှုရှိပါတယ်ခါခွေကောက်ကိုင်းကုန်းကော့ခွေစကလုံးတွင်မြင့်ဒီအိဗယ်ကိုဆောင်ကြပါသည်အဖြစ်မဖြောင့်ချင်းညွသိန်းကြီးဆိုတဲ့အိဗယ်ကိုဆောင်ပါတယ်ကားငယ်ဖြူသူသူဆိုဒီမှာမြင့်ဒီအိဗယ်ကိုဆောင်ပါသည်ဖြေဖြူလောက်ပြေဝါမဖြူချင်းဆိုတဲ့အိဗယ်ကိုဆောင်ပါတယ်။ဂါကြီးကော်နိဂေါ်တွေမိတိအရာကွာချပါတနည်းအဖြစ်တန်ကြီးတန်ပြေကွာချပါတယ်။ငါ မှုထံအမှုဒန်းတွင်မိတိရာကွာချပါသည်ဖြင့်အဆုံးတန်တန်ကြီးတန်ပြင်းကွာချပါれစာလုံးမှုမှုမိုးတွင်မိတိရာကွာချပါသည်ဖြင့်တကြတန်ကွာချခြင်းပဲဖြစ်ပါれကလေးဖဲ့ဖဲ့ဖဲ့တွင်မိတိရာကွာချပါသည်ဖြင့်တကြတန်ကွာချပါれစာခွဲ စိုးနှင့်အစိုးတွင်မြစ်ဒီရကွာချပါတည်းအဖြစ်နှိမ့်သက်တန်နှင့်အတန်ပြေကွဲသွားပါတယ်။စားမြေစွဲချုံနှင့်ချုံးတွင်မြစ်ဒီရကွာချပါတည်းအဖြစ်တန်ပြေမှအမြင့်သက်တန်ပြောင်းလဲခြင်းကွာချပါတယ်။ဒါတလင်းချင်းချုံနှင့်ချုံးတွင်မြစ်ဒီရကွာချပါတည်းအဖြစ်အနှိမ့်သက်တန်မှအမြင့်သက်တန်ပြောင်းလဲခြင်းကွာချပါတယ်။ထောက်ဝမဲစကလုံးတစ်လုံးကိုတပြေးတန်နှင့်နှလုံးသွဲဆင်းလိုက်ပါကမြို့တို့ဖြစ်ပါတည်းအဖြစ်စကလုံး၏အနန္တိဘယ်သည်တိုင်းစာအကျော်သွားသည့်သဘောရှိသည်။ တိုင်းကတန်ရင်းသည်မြေတီအနက်ကိုရပါသည်။တန်ရင်းသည်ကရိယာအနက်ကိုရပါသည်။တိုင်းရင်မို့တန်ပြင်းသည်မြေတီအနက်ကိုရပါသည်။တန်ပြင်းသည်နတ်နတ်ကိုရပါတယ်။နာကြီးတကြတန်ဒီမြေတီအရာနှင့်ဆက်သွယ်မှုရှိပါသည်။ဖြေတကြတန်ဒီအနက်အဓိပ္ပာယ်နှင့်ဆက်သွယ်မှုရှိပါသည်။ မြန်မာစကတ်တန်နှင့်အနက်အဓိပ္ပာယ်ဆက်သွယ်ပုံကိုမြေကြီးစာအုံမှကောက်နှုတ်ထားပါသည့်အဖြစ်မြန်မာစကတ်တန်နှင့်အနက်အဓိပ္ပာယ်ဆက်သွယ်ပုံကိုမြန်မာစကားမြန်မာစာရုပ်ပုံလွှာစာအုံမှကောက်နှုတ်ထားပါသည်ခက်စစ်အကားကြီးစကားအနက်အဓိပ္ပာယ်ရှိသောနှုတ်မြတ်တန်ပြောဆိုချက်ခါခွေအနက်မူရင်းအဓိပ္ပာယ်ကငယ်ကာယံကပြားလင်းငါတွင်စီမီအရာဆက်ဆက်ထားသောစကားလုံးတို့၏ညီညွတ်သောအတန်ခါကြီးတတ်တန်အတန်တူတူရွရသော အောင်မြတ်တန်ငါအတန်ကြီးပင်ကိုအားဖြင့်မပြင်းသောအတန် ကာကြီးခါခွေစာလုံးစလင်တတလင်းချေထောင်းဝမဲ့တောင်းဝင်းမှုထဆင်မှုပါသောဖောက်ချုပ်တဟဟူ၍စနလုံးရှိသည်စာလုံးတံပြင်းပင်ကိုအဖျင်းပြင်းသောအတန်ခါငယ်ဇာခွဲထိုင်ရင်ကောက်ဓာတွေပလဲချိုင်ကာကြီးစာမြေစဲတိုင်းရင်မို့ဓာအုပ်ချိုင်ပါကုန်းငါအညအနာကြီးနားငယ်မရပလက်ရှာကောက်လဝလာကြီးဟူ၍လုံး၂၀ရှိသည် ောက်ပါစာလုံးပေါက်တပ်ပုံနူမှာအမှန်ကိုရွေးပါနံပါတ်၁ကာကြီးတတောင်းစာခါခွေတတောင်းစာခငယ်တူတောင်းစာကာကြီးတတောင်းစာအဖြေမှန်နံပါတ်ကငယ်တတောင်းစာပဲဖြစ်ပါတယ်နံပါတ်၂ကာကြီးစိတ်ပတိခါခွေစိတ်ပတိကငယ်စိတ်ပတိကာကြီးစိတ်ပတိအဖြေမှန်နံပါတ်ငယ်စိတ်ပတိပဲဖြစ်ပါတယ်နံပါတ်3ကာကြီးကပလာခါခွေကပလာကငယ်ကပလာကာအကြီးကပလာအဖြေမှန်ကာကြီးကပလာပဲဖြစ်ပါတယ် အဆိုလိုရင်းကိုပြောရမယ်ဆိုရင်မြန်မာစကားမှာစကတန်နဲ့အနတ်အတိတ်ပဲဟိုဟာအပြန်အလှန်ဆက်ဆက်နေပြီးတော့စကားတန်ရဲ့အပြောင်းလဲမှုနဲ့အနတ်အတိတ်ပဲကိုလည်းကြောင်းလဲစီနိုင်နေဆိုတာကိုနားလဲသိဖို့ပဲဖြစ်ပါတယ်နောက်တစ်ခုက asking question ကိုဆက်လက်ပြောပြပေးပါဖြစ်ပါတယ်မကကြီးငိမ့်ငိမ့်ငင်းစကလုံးများသည့်ဤသည့်အထိပ္ပယ်ကိုဆောင်ကြပါသည်။အဖြေကတော့ငိမ့်ဆိုတာ အင်ဂျန်သွားခြင်းရတန်သွားခြင်းကိုဆိုလိုပါတယ်ဥပမာစင်မီငိမ့်သည်ငိမ့်ဆိုဒီမှာတင်းငိမ့်ခြင်းစိတ်ငိမ့်ခြင်းကိုဆိုလိုပါတယ်ဥပမာတိတ်ဆိတ်ငိမ့်တတ်သည်ငင်းဆိုတာလက်မခံခြင်းအေချခြင်းကိုဆိုလိုပါတယ်ဥပမာအဆိုးကိုငင်းပယ်သည်အဲ့ဒီစကားလုံးတွေကအတန် trust into ပြီးတော့အနက်အထိပ်ပဲတွေ꿰ပြကြပါတယ် နောက်တစ်ခုကပြောင်းရွှေ့ပြောင်းခြင်းနဲ့ပြုံးရေပြုံးခြင်းတို့တွင်ဤသည့်အရာကွာခြားပါသည်နည်းအစီကတော့ပြောင်းဆိုတာနေရာတစ်ခုမှာခြားတရားနေရာတစ်ခုကိုရွှေ့ပြောင်းခြင်းဒါမှမဟုတ်ပြောင်းလဲခြင်းကိုဆိုလိုပါတယ်ဥပမာနေအိမ်ပြောင်းသည်ပြုံးပြုံးဆိုတာပြုံးရှင်ခြင်းအသက်ခြင်းကိုမျက်နှာတွင်ပေါ်ပြခြင်းကိုဆိုလိုပါတယ်ဥပမာပြုံးရှင်သောမျက်နှာအဲ့ဒီစကားလုံးတွေကအတန်ထွက်အနေငယ်စင်တူ တော်လဲအနတ်အတိတ်ပဲမှာလုံးဝအကွဲပြားဌာနပါတယ်အဲ့ဒီစကားလုံးတွေမှာအတန်နဲ့အတက်အကျအနေငယ်กว่าအခြားမှုရှိပြီးတော့အနတ်အတိတ်ပဲကိုလဲကွဲပြားသွားစီပါတယ်ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်တို့ member တယောက်ချင်းစီရဲ့ like အတီးတီးလောက်ဆောင်ခဲ့ကြရဲ participant of တွေပဲဖြစ်ပါတယ်။စာစီစာရှာစာထည့်နေနေဆိုရင်တော့ CIVD ပါဝိုက်အနေနဲ့ဆိုရင် HGWAE ပရဇန်တာရီအနေနဲ့ဆိုရင်တော့ CAIVD HGWAE နဲ့ 4VSC တို့ကအသီးသီးတာဝန်ယူဆောင်ရပေးခဲ့ကြရတဲ့အတွက်အတင်းသားတယောက်ချင်းစီလိုက်ကိုလည်း appreciate လုပ်ပါတယ်။ကျွန်တော်တို့ရဲ့မြန်မာစကားသံနဲ့အနက်အတိတ်ပဲ revision presentation ကတော့ lock ပါပဲ။အားလုံးပေးခဲ့ကြရတဲ့ဆရာမနဲ့တယောက်ချင်းစီလိုက်ကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျ။